ကဲမင်္ဂလာပါကျွန်တော်တော့နောက်နေ့ဆုံး channel အစီအစဉ်ပုံမှန်တစ်ဆက်နေရွှေကင်းမဖြစ်ပါကျွန်တော်ဒီနေ့တစ်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးရပါတော့ပထမဆုံးခုနေနဲ့ကဘာတမိုင်းရဲ့အကျော်ကြားဆုံး empire လေးနော်ဆိုတော့အဲ့ဒါလေးဆက်လုပ်ကြည့်လေအောင်ကဘာတမိုင်းထဲကအကျော်ကြားဆုံးနဲ့ဩဇာအကြီးဆုံး empire တွေနဲ့ရောမ empire ဟာထိဆုံးကရပ်တည်နေပါတယ်မူလကရောမသမ္မတနိုင်ငံဖြစ်တည်ရှိခဲ့ရာကနေ BC 20ခုမှာဧကရာဇ်ဩဂတ်စတက်ကရောမ empire ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် ရောမမြို့တော်ကိုဗဟိုပြုပြီးအီတလီကျွန်းဆွယ်တစ်ခုလုံးအဲဒီကနေမြေရဲပင်တွေဒေတာတစ်ခုလုံးနဲ့ဥရောပနောက်ပိုင်းအရှေ့လယ်ပိုင်းနဲ့မြောက်အာဖရိကဒေတာတွေထိအင်ပါယာကိုချစ်ထွေနိုင်ခဲ့ပါတယ်။ရောမအင်ပါယာနဲ့အတူသူတို့ရဲ့ယဉ်ကျေးမှုဗိတုကပညာနဲ့ဥပဒေစနစ်တွေဟာကမ္ဘာတလွားကိုလွှမ်းမိုးခဲ့ပူပါတယ်။ရောမအေဂရိအဆက်ဆက်ဟာသူတို့ရဲ့အင်ပါယာကိုချစ်ထွေဖို့ကြိုးစားခဲ့ပြီးအော့ဂတ်စတက်ကိုတော့အထက်မြတ်ဆုံးရောမအေဂရိဖြစ်အတိမတ်ပြုကြပါတယ်။ ရောမစစ်တပ်ဟာတမိုင်းမှာအစွမ်းစကောင်းဆုံးနဲ့စီးစနစ်အကျဆုံးစစ်တပ်တွေလည်းကတခုခစ်ခဲ့ပါတယ်။ရောမတွေဟာလမ်းတွေရေတံတားတွေရေသွေးစနစ်တွေနဲ့ခန်းနာကြီးကျဲတဲ့အံပွဲဆောက်အုံတွေကိုသူတို့စုမှုခဲ့ရာနေရာအနက်မှာတိစောက်ခဲ့ကြပြီးအများစုကိုယနေ့တိုင်ပင်တွေ့နိုင်ပါသေးတယ်။ရောမယဉ်ကျေးမှုဟာခရီးယဉ်ကျေးမှုမှစင်ပွားပြောင်းလဲလာခဲ့တာဖြစ်ပြီးဒါကိုတော့ဟယ်လင်းနေယဉ်ကျေးမှုလို့လူသိများပါတယ်။ရောမအင်ပါယာနှစ်ချမ်းခွဲခဲ့ပြီးအနောက်ရောမအင်ပါယာကအီဒီ၄၂၆မှာကျရှုံးသွားခဲ့ပေမဲ့ ဘိုင်ဇန်တန်ခေါ်ရှီယိုမအင်ပါယာကတော့အေဒီ1453ခုနှစ်ထိတိုင်တည်တံ့ခဲ့ပါဗျ။ ကမ္ဘာပေါ်ကထင်ရှားဆုံးညစ်တွေအနက်မှာအိန္ဒိယနိုင်ငံကဂင်းငါညစ်ကြီးရလေထိတ်ဆုံးနေရကပါဝင်နေပါတယ်ဟိန္ဒူဘာသာဝင်တို့ရဲ့လေးအမျက်ထားရညစ်ကြီးဖြစ်တယ်လို့သမိုင်းရဆက်ဆက်ယဉ်ကျေးမှုတွေနဲ့ဆက်နွယ်နေတဲ့မြေတစင်းတွေဖြစ်ပါတယ်ဟီမဝါနာတောင်တန်းတွေရာနေညစ်ပြခံပြီးစီးစင်းတဲ့ဒီညစ်ကြီးဟာမိုင်မောင်းထုံချောက်ရနိဗတ်ရှိလျာပါတယ်နောက်တော့ငီစိုက်ပြိုးရင်းနဲ့စမှုလုပ်ငန်းတွေအတွက်ရည်အရှင်းအမျက်တန်ပေါင်းများစွာသောလူတွေကိုအထောက်အပံ့ပေးနေတဲ့အတက်သွေးကြောတစ်ခုလေးဖြစ်ပါတယ်ဒီလိုဘာသာကြီးအရာရောလက်တွေဘဝအတွက်ပါအရေးပါလား တဲ့ဂင်ဂါမီဟာကမ္ဘာပေါ်မှာအငြိညာဆုံးမြစ်တွေတရာတစ်ခုဖြစ်နေတာကတော့စိတ်မကောင်းစရာအမှန်တရားတစ်ခုပဲဖြစ်ပါလေ။ဒိစင်းနဲ့အမြငင်းညာရှည်တွေစက်မှုစွန့်ပြစ်ပစ္စည်းတွေနဲ့ပလတ်စတစ်အမိုက်တွေအများအပြားမြစ်ထဲကိုစွန့်ပြစ်နေကြပါတယ်။ဘာယာနတီနဲ့ကံပူမျိုးလိုမျိုးစည်းတွေမှဆိုရင်တရင်နဲ့စက်ယုံတွေအားနေထွက်တဲ့အန္တရာယ်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေပိုသက်စည်းတွေနဲ့အကြီးစားတက်ထုတွေကိုလေဒီမြစ်ထဲကိုစွန့်ပြစ်လေရှိကြပါတယ်။နေစဉ်စွန့်ပြစ်ပစ္စည်းလီတာသန်းပေါင်းများစွာမြစ်ထဲရောက်ရှိနေပြီးအနှင်းငယ်ဟုသာတန့်စီ နိုင်နေလို့ဆိုပါတယ်နောက်ထပ်ဒီကောက်ကြေတနာတစ်ခုကတော့လူသေးလောင်းတွေကိုညှစ်ထဲစွန့်ပစ်တာနဲ့ဘာသာရေးအရာအရေးပါတဲ့ယူရရေးချိုးတာတွေပဲဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်မှုတွေဟာဘာသာရေးအရာဆိုပေမဲ့တစ်ဖက်မှာတော့ Fatibia ဘိုးမွားတွေကျန်းနာမှုကိုအားပေးတယ်လို့ဖြစ်နေပါတယ်အိန္ဒိယဆိုရအနေနဲ့တန်စီရေးစီမံကိန်းတွေအတိအကျညပေးတာတွေစဉ်ဆက်မပြတ်ပြုလုပ်လာပြီးမြေကန်တင်းကျပ်မှုအားနေတာနဲ့လူဦးရေစောင့်မတန်းတိုးပေါ်လာမှုကြောင့်ဂင်းကောင်ညစ်ကြီးရဲ့ငင်းငယ်မှုအဆင့်ကတော့ဆက်လက်မြင့်မားနေစေဖြစ်ပါတယ် စားတော့ဆိုင်ကြီးတွေမှာမြင်ရတဲ့အတိုင်းကစုံရွက်ကိုစိမ့်ဆူပြီးတော့ဣနေတယ်လို့ကျွန်တော်မလဲဆိုတော့ဒီနေ့မှာကျွန်တော်ကပြောပြပြီးသွားမှာပါကြုံနေတယ်နော်ကစုံရွက်ကြော်တိုင်းမှာအထက်ရောအရသာမရောက်ဖိနေမာတနောင်ဖြစ်နေရဲဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်အရင်ဆုံးကစုံရွက်တွေကိုရေးသေးချာဆေးပြီးတော့နုတဲ့အယိုးလေးနဲ့အရွက်လေးတွေကိုချွေထားပါမယ်အဲဒီနောက်မှာတော့နုံနုံစင်းထားတဲ့စက်သွုံမြူနဲ့မြုပ်သီးစိမ့်ကိုအိုးပူပူထဲမှာအနံ့မွေးရက်ထိစီးသက်ပါမယ်ပြီးရင်တော့အရသာဆက်ထားတဲ့ကာရီအနစ်ထုတ်လေးကိုနှစ်စုံလောက်များများလေးခတ်ပြီးတော့စီးတက်တဲ့အထည်ကိုထည့်ပေးရပါမယ် ။အိုးထဲမှာကြက်သွုံနဲ့အနှစ်တွေမှွေးကြိုင်ပြီးတော့အဆင်းသင့်ဖြစ်ပြီးဆိုတော့မှခုနအတင်ထားတဲ့ကစုံရက်လေးတွေကိုထည့်ပြီးတော့နှစ်ချက်သုံးချက်လောက်မှွေးကြော်ပေးရပါမယ်။ကစုံရက်ကိုအကြိုင်မကြော်ပဲနဲ့နွမ်းနာနဲ့အိုးပေါ်ချလိုက်မှသာလျှင်အစိမ်းရောင်ဆူဆူလေးနဲ့အရသာရှိရှိစားလို့ရမှာဖြစ်ပါရဲ့။ဒီလိုမျိုးစီတက်ပြီးကြော်ခြင်းရတွင်းထဲကိုလည်းအရသာစိတ်ဝင်သွားစေပါရဲ့။ဒါကြောင့်လူကြီးမင်းတို့လည်းအသားအညီနဲ့မပါဘဲနဲ့ကစုံရက်ကြော်ပူပူလေးနဲ့တင်သမီးမြင်ရင်လည်းဆိုရင်တော့ဒီလိုလေးလှူစားကြည့်ကြပါအောင်နော်။ ဆုံးမြင့်ကြည့်ရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခုလိုဆက်ဝင်ကြတဲ့ဗီဒီယိုတွေနေ့စဉ်နဲ့မျှပုံစံတွေဆက်ပေးတာပြီးတော့ကျွန်တော် YouTube channel ကို subscribe လုပ်ရင်း subscribe လုပ်တော့ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်